တတိယနိုင်ငံကိုရောက်ရှိနေပြီဖြစ်တဲ့အစိုးရချမ်းချမ်းတင်ပို့တဲ့ပစ္စည်းများကိုရောင်းချပေးနေတဲ့ဟုဆိုကဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးအကြမ်းဖက်ဥပဒေပုံမှန်တွေနဲ့တရားစွဲဆိုခံလာရသူနှစ်ဦး မင်္ဂလာပါပရိသတ်ကြီးရှင်အခုလက်ရှိတတိယနိုင်ငံမှာရောက်ရှိနေထိုင်နေတဲ့အစိုးရချမ်းချမ်းတင်ပို့တဲ့ကုန်ပစ္စည်းများကိုရောင်းချပေးနေတဲ့ဟူဆိုကဧပြီလ23ရက်နေ့မှာမန္တလေးတိုင်းချမ်းရည်သာဆန်းမြို့နယ်အောင်နှမ်းရှိတ်သာရက်ကွက်မှာနေထိုင်တဲ့မက်ဖြူဖြူနှင်းနဲ့မေလာရှိရက်နေ့မှာတော့ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်း54ရက်ကွက်နေကိုဖုံးမြင့်အောင်တို့နှစ်ဦးကိုအကြမ်းဖက်ဥပဒေပုံမှားတွေနဲ့တရားစွဲဆိုဖမ်းဆီးထားတယ်လို့သိရှိရပါတယ်။ ထားအပြင်အဖမ်းဆီးခံထားရတဲ့မက်ဖြူဖြူနှင်းနဲ့ကိုဖုံးမြင့်အောင်တို့နှစ်ဦးဟာစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို CDM ပြုလုပ်ရန်နှိုးဆော်ခြင်းစူပူအောင်ကြွမှုဖြစ်စေရန်ဆိုရှယ်မီဒီယာမှာတဆင့်ပို့စည်းထားခြင်းများကြောင့်ပုံမှန်905ကကြီးနဲ့အမှုဖွင့်လှစ်ထားတာဖြစ်တယ်လို့ MRTV သတင်းဌာနမှတရားဝင်ကြေညာထားတာလည်းဖြစ်ပါတယ်။ မဖြစ်ဖြစ်နေတဲ့ကိုဖုံးမြအောင်တို့နှစ်ဦးဟာအစိုးရချမ်းချမ်းတင်ပို့လိုက်တဲ့နိုင်ငံသားမကုန်ပစ္စည်းများကိုအခကျင်းွေဖြင့်ဖြန့်ဝေရောင်းချခြင်းငွေကြေးကောက်ခံပေးခြင်းနဲ့ချမ်းချမ်းထောက်ပံ့စေလိုတဲ့တော်လှန်ရေးအဖွဲ့အစည်းများကိုငွေကြေးထောက်ပံ့ပေးခြင်းများကိုဆောင်ရွက်ပေးတဲ့အတွက်905အခကြီးအပြင်တခြားသောပုံမှန်များနဲ့အမှုဖွဲ့နိုင်ဖို့ဆောင်ရွက်နေတယ်လို့လည်း MRTV သတင်းဌာနမှကြေညာသွားခဲ့တာဖြစ်ပါတယ်။ ဆိုတော့ချမ်းချမ်းဟာ Xiaomi ဆိုတဲ့နာမည်နဲ့ Facebook page ကို2025ခုနှစ် February လမှာစတင်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် online စနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိပေနိုင်ငံသားဖြစ်လက်ကိုင်အိတ်၊နာယီ၊ခပတ်နဲ့အင်းကြီးအစားရှိတဲ့အသုံးဆောင်ပစ္စည်းတွေကို online ကနေတဆင့်ရောင်းချကောင်းပြည်တွင်းကိုတရားမဝင် တင်သွင်းဖြန့်ဖြူးရောင်းချနေသူဖြစ်တယ်လို့စွပ်စွဲခံထားရတာလည်းဖြစ်ပါတယ်။ အဆိုတော်ချမ်းချမ်းလိုမျိုးအမှုပွင့်ခံထားရသူတွေဖြစ်တဲ့ပန်ဆယ်လိုအိုင်းရင်ဇွန်နီလာထင်းနဲ့ချမ်းမြမ်းတော်တို့ရောင်းချတဲ့ကွန်ပျက်စီတွေကိုလည်းမြန်မာနိုင်ငံမှာတင်သွင်းရောင်းချခွင့်မပြုပဲအဆိုပါကွန်ပျက်စီတွေကိုဝယ်ယူသုံးစွဲသူရောရောင်းချဖြန့်ဖြူးသူကိုပါအကြမ်းဖက်ဥပဒေနဲ့တရားစွဲဆိုသွားမှာဖြစ်တယ်လို့လည်း MRTV သတင်းဌာနရဲ့ဇွန်လ2ရက်နေ့ည7:00နာရီသတင်းမှာကြေညာသွားတာလည်းဖြစ်ပါတယ် အာနာသိန်းရဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဇွန်လ၂ရက်နေ့အထိဒေါ်လာရင်းမှာပါဝင်ခဲ့လို့တည်ဆုံသူ6965ဦးရှိခဲ့ပြီးဖန်ဆီးခံခဲ့ရသူ2923ဦးအထိရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသားများကိုကြီးဆောင်ရှောက်ရေးအသင်း AAPP ကအစီရင်ပြုစုဖော်ပြထားတာလည်းဖြစ်ပါတယ်။